အာလေးလာတာကျွန်တော်တစ်နှစ်ကျော်ဝိုင်းပေါ့နော်အဲကျွန်တော် psychology ကိုသင်ပြီးသွားတော့နှစ်နှစ်ကျော်အဲ့ဒီနှစ်နှစ်ကျော်တည်းမှာမှကျွန်တော်ဒီစောင်းရင်းလောက်တာတစ်နှစ်ကျော်ပြီပေါ့ပွဲလေအများကြီးကျွန်တော်ရန်ကုန်မှာ event တွေလည်းလုပ်ပြီးသွားပြီပေါ့နော် spiritual line မှာဝင်တာမဟုတ်ဘူးအ spiritual နဲ့လည်းမဆိုင်ဘူးပေါ့เนาะအငြိမ်းချမ်းမှုဆိုတာကဘယ်နေရာမှာမဆိုရနိုင်လဲလေเนาะအအကုန်လုံးနဲ့ဆက်ဆက်ပြီးတော့ပေါ့เนาะဓာရီအားလုံးကိုတည်တဲ့အခါကျ formula လေးတွေကိုပြန်ပြီး sharing ပြန်ပြီးလုပ်ပေးတာပေါ့เนาะအဲ့လို spiritual လို့ဘာလို့အဲ့လိုခေါင်းစဉ်တက်ထားတာတော့မဟုတ်ဘူး ဒါ sound healing လို့ခေါ်တာဗောနော်အဲ sound healing ကိုကျွန်တော် crystal ဘူးနဲ့ရောထိုက်ပီဒီယန်နဲ့ရောကျွန်တော်လုပ်ပေးတယ်ဗောပြီးတော့ကျွန်တော်အဲ NLP ဆိုရင်လည်း American Board of NLP ရဲ့ NLP trainer ဗောနော်ပြီးကြရင်အ hypnosis ဆိုရင်လည်းကျွန်တော် certified နေဖြစ်ထားတယ်ဗောအဲ့တော့ကျွန်တော်တက်ကြွန်းတဲ့ဒီ psychology နဲ့ဒီ sound နဲ့ပတ်သက်ပြီးတော့ healing ပုံစံမျိုးကျွန်တော်အ sharing ပြန်လုပ်ပေးတာပါဟုတ် မရှင်လဲအတူတူပါပဲမရှင်လဲဒီဟာတွေအကုန်လုံး certified ဖြစ်ထားတဲ့သူပဲပေါ့နော်ပြောရမယ်ဆိုရင်ဟိုဒီ noisy environment တွေကနေပြီးတော့တဖြည်းဖြည်းနဲ့ထွက်ချင်လာတဲ့အခါကျတော့ငြိမ်းချမ်းမှုကိုလိုက်ရှာရင်ရှာရင်ရှာရင်နဲ့အဲလိုမျိုးတွေရှိတယ်ဆိုတာသိလာတယ်အဲ့လိုမျိုးတွေလဲကိုကိုတိုင်းလဲဟိုတလေးလာကျင်လာပေါ့เนาะလို့လေးလာပြီးလေးလာပြီးတော့သူများကိုလည်းပြန်ပြီးတော့ဟိုပြန်ပြီး sharing အနေနဲ့ပြန်ပြီးလုပ်ပေးခြင်းတယ်ပေါ့အဲ့တော့ကြောင့်နှစ်ယောက်လုံးကအဲ့ဘက်လမ်းကိုရှောက်ဖြစ်သွားတာပေါ့เนาะ ဒီဘက်ကနေလာတဲ့ຢာတွေ meditation လုပ်တဲ့အချိန်မှာဒီလိုဘိုးတွေနဲ့တုံးပြီးတော့ meditation လုပ်ကြတာပေါ့နော်ပြောရမယ်ဆိုရင်စိတ်ကျင့်စဉ်တစ်ခုပါပဲအဲ့တော့ဒီຢာကဟိုကျွန်တော်တူရိယာတန်စင်တွေတိခတ်တဲ့ပုံစံမျိုးမဟုတ်ပဲနဲ့အာလူရဲ့စိတ်ကိုအများကြီး powerful ဖြစ်စေတဲ့အရာတွေပေါ့နော်ဟုတ်အဲလေးလာတာကျွန်တော်တစ်နှစ်ကျော်ဝါးပြီပေါ့နော်အဲကျွန်တော် psychology ကိုသင်ပြီးသွားတော့နှစ်နှစ်ကျော်အဲ့ဒီနှစ်နှစ်ကျော်တည်းမှာမှကျွန်တော်ဒီ sound healing လောက်တာတစ်နှစ်ကျော်ပြီပေါ့ ပွဲလည်းအများကြီးကျွန်တော်ရန်ကုန်မှာ event တွေလည်းလုပ်ပြီးွားပြီပေါ့နော်ပြောမှာဆိုကျွန်တော် meditation အရန်ကြိုက်တယ် meditation လုပ်ရတာနှစ်သက်တယ်ပေါ့နော်အဲ့တော့ကျွန်တော် meditation လုပ်တဲ့အချိန်မှာကျွန်တော်ခံစားလိုက်ရတဲ့အရာတခုပေါ့အဲ့လိုမျိုးလှိုင်းလေးတွေလို့တွန့်သွားတဲ့ပုံစံမျိုးကိုယ့်ရဲ့ imagination ထဲမှာလာပေါ်တဲ့အရာ ဒါဘာလဲဆိုတဲ့အရာကိုသိရှင်းတာပေါ့အဲ့တော့ဒီ frequency ကိုကျွန်တော်ခံစားတက်လာတဲ့အခါမှာကြိမ်နှုံးနေပေါ့ပြောမဆိုရင်ဘာလို့ကြိမ်နှုံးနေလို့ပြောရဆိုရင်ကျွန်တော်တို့ဒီနှလုံးသားထဲမှာကျွန်တော်လူရည်လို့စဖြစ်နှလုံးခုန်တန်နေရှိရလေကျွန်တော်ကနှလုံးကနေစပြီးတော့ဖြစ်တာအုံနောက်နေစဖြစ်တာမဟုတ်အဲစိတ်ကိုကျွန်တော်ကစိတ်နဲ့ပြန်ကုစားတဲ့ပုံစံမျိုးပြောလို့ရတယ်ဗျအဲ့တော့ကျွန်တော်ကဒီကိုခံစားလိုက်ရတဲ့အရာတစ်ခုကိုအဲရေရှည်မခံစားတော့ဘဲနဲ့ဖြစ်ချောင်းတူပြီးတော့ ခဏလေးနဲ့တတိကတ်သွားတာပေါ့ဒီဆောင်းရင်းလေးရဲ့အာသာချက်က ။အငွေလည်းမရှာကျင်တော့ဘူး။ဘာမှလည်းမလုပ်ချင်တော့ဘူး။ဒါဆိုငါတို့ဘာဖြစ်သွားမှာလဲဆိုတွေးရလူတွေကလည်းရာကိုင်းတော့ပုံများရပေါ့နော်။အဲ့ခါကျတော့တကယ်အေးချမ်းမှုဆိုအဲ့လိုမဟုတ်ဘဲနဲ့ energy နဲ့အဲဒီပေါ့နော်ကိုနဲ့ကို balancing ဖြစ်နေတဲ့အရာဆိုရဲဟာလေးပေါ့နော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ knowledge sharing အနေနဲ့ပေါ့နော်။မရှင်ကအဲ့လိုမျိုးဟိုပြောရမယ်ဆိုရင် knowledge sharing လုပ်ပေးရဲပြည့်ခါကျ life coaching ပေါ့နော်။လူတွေမှာအာမဖြစ်ရှင်းနိုင်တဲ့ကိစ္စတွေစိတ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဖြစ်တဲ့ဟာကို coaching ပုံစံမျိုးနဲ့ ေနဲ့ remind ပေါ့နော် reminder အနေနဲ့အဲ့လိုပြောပေးတဲ့နေရာနေပြောပေါ့ပင်ပေးဖြစ်တာပေါ့နော် spiritual line မှာအဝင်တာမဟုတ်ဘူးအ spiritual နဲ့လည်းမဆိုင်ဘူးပေါ့နော်ဘယ်ဘာသာမှမဆိုဘယ်လူမျိုးမှမဆိုငြိမ်းချမ်းမှုဆိုတာအတူတူပဲတရားတည်းပဲပေါ့နော်အဲ့ခါကျတော့မရှင်ကဘယ်လမ်းကြောင်းဆိုပြီးအဲ့လိုဝင်လိုက်တာမျိုးတော့မဟုတ်ဘူးကိုတိတဲ့အရာကိုထိတွေ့ဘူးတဲ့အရာကိုလေးလာဘူးတဲ့အဲဒီ psychology တွေပေါ့စာတွေ့လက်တွေ့အကုန်လုံးနဲ့အ ဆက်ဆက်ပြီးတော့ပေါ့နော်ဒါတွေအားလုံးကိုတိတဲ့အခါကျတော့ formula လေးတွေကိုပြန်ပြီး sharing ပြန်ပြီးလုပ်ပေးတာပေါ့နော်အဲ့လို spiritual လို့ဘာလို့အဲ့လိုခေါင်းစဉ်တက်ထားတော့မဟုတ်ဘူးကင်ဆာသမားတွေအတွက်ကျတော့ဝေဒနာခံစားရလေဝေဒနာဆိုတာကိုခံစားဖူးတာမဟုတ်သေးဘူးအဲ့ဒီအထိုက်အခိုက်အတန့်ကိုကိုကမရောက်ဘူးတည်း၍ကိုမခံစားဘူးတည်း၍ကိုရင်းမစားတတ်ကြအောင်ကျွန်တော်တို့ကျတော့ တို့ဝေဒနာဘယ်လောက်ခံစားရကျွန်တော်တို့သိတယ်အဲ့ဒီရောက်ကျွန်တော်ကပြောင်းလုပ်ပေးရတာမဟုတ်ဘူးကျွန်တော်ကတတ်တောင်းလုပ်ပေးရတာပြီးရင်တို့အတွက်အဲ meditation စောင်းနေကျွန်တော်ဖန်တီးထားတာရှိတယ်အဲ့ဒီຢာလေးကိုတစ်ပတ်တစ်ခါတစ်ပတ်တစ်ခါတို့နဲ့တွေ့ပြီးတော့ကျွန်တော် action plan ယူရင်းနဲ့ true meditation လုပ်တယ်ပြီးရတယ်ကျွန်တော်အပြင်မှာတွေ့ပြီးတော့ကျွန်တော်ဒီဒါ Thai Vedian ဘိုးတွေနဲ့အဲကျွန်တော် healing လုပ်တယ် အဲ့လို process လေးပါဗျာဟုတ်ဒီ chakra လို့ဘာလို့ပြောရဲဆိုရင်လူတွေကအရန်ဆန်းတစ်ကြီးထင်တတ်တယ်လေအဲ့လိုမဟုတ်ဖဲနဲ့ကိုယ့်ရဲ့အဲဒီ natural ပေါ့နော် human being မှာပဲရှိနေတဲ့ဒီအရာလေးတွေကိုပဲ machine ကပြန်ပြီးတော့ reminder အနေနဲ့ပြန်ပြီးဝေမျှမှာပေါ့နော်အဲ့ခါကျတော့ဒီမှာရမယ့်အဲဒီပေါ့နော်ကိုရမယ့် gift ကတော့အရန်အကြီးကြီးရကြမှာအပြည့်ကိုယ့်ရဲ့ awareness တွေလည်းတက်လာမယ်လို့ machine ကတော့ဒါ machine ဘက်ကပေးမယ့်အရာတွေပေါ့နော်အဲ့တော့ရမယ့်သူကလည်းဒီငွေအမှ ောက်ဒီဈေးနှုန်းဒီဟာနဲ့အဲဟိုတန်နဲ့အထီကိုရမှာပေါ့နော်ငွေဆောင်ကန်းချေဟိုတယ်နာမည်မေးပါလို့ Orion Palace အဲဟိုတယ် Orion Palace ပါလို့မှာပေါ့နော်ဟုတ်လူဦးရေရောကန့်သက်ထားပြီလားဟုတ်လူဦးရေရောကန့်သက်ထားပါတယ်ဟုတ်လူဦးရေရောမရှင်တို့အယောက်30အထိပဲလက်ခံထားတာဖြစ်ပါတယ်ဟုတ် ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုဖွင့်ထုတ်ခြင်းနဲ့ကိုကိုရန်လည်း2026မှာပြောင်းလဲခြင်းနဲ့ပြည့်ခါကြရင်စစ်မှန်တဲ့ဒီငင်းချမ်းမှုတွေကိုယ့်ရဲ့စီးပွားရေးတွေကိုလည်းအဒီပေါ့ဒီ2025မှာစီးပွားရေးကတိတ်ပြီးတော့အဆင်မပြေခဲ့ဘူးဆိုတော့2026ကြာရင်ပေါ့နော်ဘလို့ plan နေနဲ့ဘလို့သွားမလဲဘလို့မျိုး goal စီချမှတ်မလဲဒီဟာတွေလည်းလည်းပတ်သက်ပြီးတော့အသေးစိတ်ပေါ့နော်ရချင်တယ်ဆိုရင်တော့ပြီးတော့ဒီပွဲလေးက join တဲ့ပွဲတွေမှာပါတယ်ပေါ့နော်